မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့ပြုလုပ်မဲ့ပြည်လုံးကျွတ်အတန်သိတဲ့ပိတ်မှာပြည်သူများပါဝင်ဦးဆောင်လှုပ်ရှားခဲ့တဲ့ဒေါက်တာတေစာဆန်းပါဝင်ဆန္ဒပြသူ၁၀ဦးကိုအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ဥပဒေနဲ့အမှုဖွင့်လိုက်ပြီးစုချင်းွေထုတ်ပြန်ခဲ့ကအမေစုရောင်ဆောင်ပြီး VV ချမ်းခေါ် PP ချမ်းတဖြစ်လဲဒေါ်နန်းစုတစဉ်အောင်ကအရက်တကလှဲ့မဲဆွဲဟောပြောပွဲတွေပြုလုပ်နေတာကြောင့်ပြည်သူတွေရဲ့လောင်ပြောင်ခြင်းကိုခံနေရတဲ့တဲ့တွင်နဲ့ ဒီကနေ့ Silent Strike အခြေအနေတို့ကိုတင်ဆက်ပေးပါစေ။ဒီဇင်ဘာလ10ရက်နေ့ပြုလုပ်မဲ့ပြည်လုံးကျအတန်းတိတ်တဲ့ပိတ်မှာပြည်သူများပါဝင်ဦးဆောင်လှုပ်ရှားသူဒေါက်တာသေးစာဆန်း၊ကိုနန်းလင်း၊ကိုခန့်ဝေဖြိုး၊ကိုထက်မြောက်၊မတ်မေကြီး၊မရှွန်းပါဝင်ဆန္ဒပြသူ10ဦးကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ရှက်ဟန်တားမှုကာကွယ်ဥပဒေနဲ့အမှုဖွင့်လိုက်ကြောင်းအကြမ်းဖက်စစ်တပ်ကဒီကနေ့ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ဒီဇင်ဘာလ3ရက်နေ့မနက်6:15မိနစ်ချိန်မန္တလေးတိုင်းချမ်းရည်သာဆန်းမြို့နယ်မှာ ဒေါက်တာသေးစာဆန်းကိုနန်းလေးကိုခန့်ဝေဖြူကိုထက်မြတ်အောင်မမေချီကောချီချီမရှွန်းခေါ်ရှွန်းရှွန်းနဲ့အမျိုးသားလေးဦးစုစုပေါင်း၁၀ဦးကရွေးကောက်ပွဲကိုစန့်ကျင်ရေးဆန္ဒပြခဲ့ကြောင်းဒါကြောင့်ဒေါက်တာသေးစာဆန်းပါဝင်ဆန္ဒပြသူ၁၀ဦးကိုဒီဇင်ဘာလ3ရက်နေ့ချိုင်းသာဆန်မြို့နယ်အမတ်6နေမြေရဲစခန်းမှာရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ဥပဒေပုံမှ23ခါခွင်းနဲ့အမှုဖွင့်လာကြောင်းစစ်တပ်ကဆိုပါတယ်ရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုကာကွယ်ဥပဒေပုံမှ 2023ခါခွေးမှာရွေးကောက်ပွဲကိုပြပြားစေရန်လူစုလူဝေးနဲ့ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပြီးပြစ်မှုထင်ရှားရင်ထောင်တန်းအနည်းဆုံး9နှစ်ကနေအများဆုံး10နှစ်ထိချမှတ်နိုင်ရန်စစ်တပ်ကပြဋ္ဌာန်းထားတဲ့ပုံမှန်ပဲဖြစ်ပါတယ်။ဒါအပြင်စစ်ကော်မရှင်ကစစ်တပ်ရဲပြူစောထီးနဲ့ပြည်သူစစ်တွေကိုဒေါက်တာတေဇာဆန်းကိုမိအောင်ဖမ်းဆီးပေးနိုင်မှာကလူပုဂ္ဂိုလ်တအူးချင်းစီအတွက်ငွေကျပ်300နဲ့တာဝန်ယူထားတဲ့တပ်ဆိုင်ရာဖွဲ့စည်းမှာတဆင့်တို့ယာရုတိုးပေးမယ်လို့မလုံးပေးထားကြောင်း စစ်တပ်သတင်းရင်းမြစ်တွေကပြောဆိုထားတာပါမန္တလေးနဲ့မရပူရာမြို့နယ်တို့မှာဒေါက်တာတေဇာဆန်းကိုဖမ်းဆီးရရှိရေးသတင်းပေးနိုင်မှာကငွေချက်300ကိုငွေသားချက်ချင်းချီးမြှင့်ပေးမှာဖြစ်ကြောင်းအကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုလိုက်လံစည်းရုံးနေကြောင်းသိရှိရပါတယ်မန္တလေးမြို့ဈေးကျိုရောနာမှာတပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းဦးဆောင်ပြီးဆန္ဒပြတပိတ်မှောက်ပြီးတဲ့နောက်မှာလဲဆန္ဒပြဝယ်ပြုလုပ်ခဲ့တဲ့ဈေးကိုစစ်ကော်မရှင်တပ်ကဖျက်ဆီးခဲ့သေးတာပါအဆိုပါကိစ္စရဲ့တွေကြောင်း ဒီဇင်ဘာလ၄ရက်နေ့ည10:00နာရီလောက်မှာမန္တလေးမြို့ချမ်းအေးသာဆန်မြို့နယ်ချမ်းအေးသာဆန်အနောက်ရပ်ကွက်29လမ်း84လမ်းနဲ့85လမ်းကြားမှာရှိတဲ့ပြန်ကျဈေးကဈေးဆိုင်90ဝန်းကျင်ကိုလည်းစစ်ကော်မရှင်ကဖျက်ဆီးခဲ့ပြီးဈေးတွေကိုလည်းရန်ပြုတ်တောင်းကျမ်းသွားတာဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးစစ်တပ်ထောက်ခံသူတွေနဲ့ခြားနေပြည်သူတွေကထောက်သားတေးစာစန်းတို့ဖွဲ့ကို ပြစ်တင်ဝေဖန်တိုက်ခိုက်နေကြတာကြောင့်မတ်ပန်ဆယ်လိုက Silent Strike ကိုလှုပ်ဆော်လို့ ဒေါက်တာတေဇာဆန်းကိုစစ်ကောင်စီကစွန့်ငွေထုတ်တယ်တဲ့ PDF တောင်မရှိသေးခင်ပန်းစဲလိုမြန်မာပြည်ထဲရှိနေတော့မှာတော့အဖမ်းနိုင်ခဲ့တဲ့ကောင်တွေကအမေအိမ်မက်တွေမန်းနေလိုက်တာဆိုကအကြမ်းဖက်စစ်တပ်ကိုလောင်ပြောင်ထားပြီးဒေါက်တာတေဇာဆန်းရောက်ခဲ့တဲ့ဈေးကိုစစ်ကောင်စီကဝင်ဖြတ်စည်းရနဲ့ပတ်သက်ပြီးတော့လေဒေါက်တာတေဇာဆန်းနဲ့ဒီဈေးတွေဘာမှမပတ်သက်ဘူးဆိုတာလူတိုင်းသိတယ်အဲ့လိုပဲစစ်ကောင်စီကလည်းသိတယ်တီးလဲနဲ့တမင်လောက်တာဒါစိတ်သက်စစ်စင်လောက်တာပဲဒေါက်တာတေဇာဆန်းရောက်လာလို့ ဈေးကဖျက်ဆီးခံရတာဈေးတွေအခက်အခဲဖြစ်တာဈေးတွေဖမ်းဆီးခံကျိန်းပေါင်းခံရတာဒေါက်တာတေစာစမ်းကြောင်ဖြစ်တာဆိုတော့မက်ဆေ့မျိုးကိုပဲပေးကျင်တာလူတို့ကတိတိကျကျတည်နာလေဘူးလို့တာကဒါစစ်ကောင်စီရဲ့ရုံမှမှုတသက်ဖြစ်ပြီးတော်လင်းဘတ်သားရင်နဲ့ပြည်သူတွေကြားကိုတက်ရှို့သွေးထိုးတာဆိုတာကိုပဲစေရနာရှင်ရဲ့ရုံမှပတ်ဆက်မှုကိုခေဆက်ဆက်ရောလောလောလတ်လတ်ရောခံစားနေရတဲ့ပြည်သူတွေကဒါကိုကောင်းကောင်းသိရှိနားလည်မယ်လို့ယုံကြည်တယ်ခွေးလို့ခွေးလို့ကြတယ် ်သူတွေကလူလိုချင်းချင်းသွေးဆမှာပဲဆိုက ဖြီသူတွေမဝေဝါဖို့သတိပေးထားတာပဲဖြစ်ပါတယ်စစ်တပ်ရွေးကောက်ပွဲကိုစမ်းကျင်ကြောင်းလှုပ်ရှားမှုနဲ့တူဒီဇမလ10ရက် Silent Strike မှာဖြီသူတွေပူးပေါင်းပါဝင်ပေးကြဖို့ရန်ကုန်လူထုတပိတ်ကရဲဘော်တွေကလည်းရန်ကုန်မြို့နယ်စုလေလူကူးတရာနီမှာစစ်တပ်အထူးရောင်ရွေးကောက်ပွဲကိုစမ်းကျင်ပယ်ချဖို့တောင်းဆိုဆန္ဒပြခဲ့ကြပါသေးတယ်လူကူးတရာနီမှာရှိတဲ့အမိုက်ပုံးပေးမှာ Rejection Election ဒီဇမ10 Silent Strike ပုံကန်အန်သူစတဲ့စာသားပါအတိပေးဆိုင်မုတ်တစ်ခုကိုထားရှိဆန္ဒပြခဲ့ကြတာပါပြည်သူအလုံးပါဝင်နိုင်မှုအတွက်အတန်တဲ့ဒီပိတ်ကိုမနက်စင်နိုင်ကနေညနေ3နာရီထိပြုလုပ်ဖို့စီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်ဂျမန်လေးကပဲစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်တပိတ်မှောက်ကြောင်းပြသတဲ့အနေနဲ့ရန်ကုန်မြို့ရဲ့လူစီကားရလှမ်းလမ်းလမ်းမပေါ်မှာ Bluetooth box နဲ့ဆန္ဒထုတ်ပေါ်ခဲ့သေးတာပါထို့အပြင်ငါတို့တိုက်ပွဲငါတို့ခွင့်ရေး our voice our fight our rights လို့အမည်ပေးထားတဲ့လှုပ်ရှားမှုကို ဒီဇင်ဘာလ9ရက်ညနေကလဲလန်စီဝင်းကျင်မှာ Bluetooth box နဲ့စစ်ကောင်စီရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းအတန်ဖိုင်တွေဖြန့်ပြီးပြုလုပ်ခဲ့တာပါအဲ့ဒီ Bluetooth box မှာ CCTV တပ်ဆင်ထားတာဖြစ်လို့အဲ့ဒီနေရာကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်လာတဲ့မှတ်တမ်းကိုလည်းတွေ့ရပါလေဒါအပြင် CCTV ကတဆင့်တပိတ်ရဲဘော်တွေကဆဲဆိုပြောဆိုထားတဲ့အတန်ဖိုင်ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လဲဆဲဆိုခဲ့တာကိုလည်းတွေ့ရတာပါအဲ့တော့ဒီကနေ့မှာတော့အမရပူရာမြို့နယ်မှာပြည်သူများအားလုံး အတန်သိတဲ့ဘိတ်မှာပါဝင်နေပြီးလမ်းပေါ်မှာကားသွားလာလူသွားလာလုံးဝမရှိတော့ကြောင်းသိရှိရပါတယ်။မနက်09:50မိနစ်မှာအမရပူရာမြို့ပေါ်နဲ့တော်တော်များများမှာလူသူမရှိတော့ဘူး။လမ်းပေါ်မှာကားရောစိုက်ကယ်ရောမရှိတော့ဘူး။အပြင်ထွက်သူမရှိတော့ဘူး။ဆိုင်တွေတော့ဖွင့်ထားတယ်။ဝယ်သူမေးသူမရှိတော့ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားတာပါ။မန္တလေးမြို့ပေါ်အဓိကလမ်းမကြီးတွေနဲ့လမ်းများမှာရင်သွားလာစိုက်ကယ်သွားလာနဲ့လူသွားလာတွေလုံးဝရောကျသွားကြောင်းဈေးဆိုင်တွေဖွင့်ထားပေမဲ့လည်း ဝယ်သူမရှိကြောင်းကိုသိရှိရတာပါလမ်းပေါ်မှာကားတစ်စီးစနှစ်စီးစစိုက်ကဲတစ်စီးနှစ်စီးတလောက်ပဲတွေ့ရတယ်မနေ့စနေ15မိနစ်လောက်မှစပြီးသိစိတ်သွားတာခွေးတွေကတော့လမ်းစုံလမ်းခွိုင်းနဲ့ရက်ွက်ထိတ်တွေမှာရှိနေတယ်အရက်ဝတ်တွေနဲ့ပြူတွေရောခွေးတွေရောလို့မန္တလေးမြို့ကကင်းထောက်တို့ကပြောဆိုထားပဲဖြစ်ပါတယ်မန္တလေးမှာစစ်တပ်ကအတန်သေးတဲ့ဘက်ကိုဖျက်ဆီးရန်ချောတိုင်တပ်ပွဲနဲ့ဘောလုံးပြိုက်ပွဲတွေကိုပြုလုပ်ခိုင်းမှုများရှိကြောင်းအမိုက်ကမြေသေးကားနဲ့ရေသေးကားများကိုလည်း စီဗင်ကလမ်းပေါ်မှာလှဲပတ်မောင်းခိုင်းနေကြောင်သိရှိရပါတယ်။မန္တလေးမြို့ရဲ့အဓိကဈေးကြီးဖြစ်တဲ့မန္တလေးဈေးကျော်တော်ကြီးမှာလည်းလူသူမရှိပဲ၆ကက်နေကြောင်မန္တလေးဘူရာကြီးနဲ့မန္တလေးကျုံးပက်လင်မှာလည်းလုံးဝ၆ကက်တိတ်ဆိတ်လျက်ရှိကြောင်မန္တလေးမြို့ကများကပြောဆိုထားကြတာပါ။ထို့အပြင်ရန်ကုန်မြို့ကပြည်သူတွေကလည်းအတန်တိတ်တပိတ်ဆိုင်းလင်းဆွဲကိုပူးပေါင်းပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ကျန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာဒီကနေ့မနက်10:00နာရီမတိုင်ခင်ကတည်းကကားတွေလူတွေပုံမှန်နေတဲ့ထက်ရှင်းလင်းနေကြောင်းမြို့ကအငားချင်မောင်တို့ကပြောပါရတယ် မနက်9နာရီခွဲလောက်ထဲကလမ်းပေါ်မှာလူသိမ်းမရှိကြဘူး။တော်တော်များများရှင်းလင်းနေတယ်။ရက်ွက်လမ်းကြားတွေထဲမှာလူတွေသွားလာနေတာရှိပေမဲ့အထက်ကမိန်းလန်းလီမှာတော့ကားနဲ့နဲ့ပဲသွားလာနေတာတွေ့ခဲ့ပါတယ်လို့သူကဆိုပါတယ်။လူတို့ခေါင်းဆောင်ဒေါ်ဆန်းစုကြည်ပါဝင်ဖမ်းဆီးထားတဲ့နိုင်ငံခေါင်းဆောင်တွေနဲ့နိုင်ငံရေးကျင်းသားတွေပြန်လွှတ်ပေးဖို့စစ်တပ်ရဲ့မတရားတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့နဲ့စစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းနေတဲ့စစ်မှုထမ်းဥပဒေကိုစန့်ကျင်ကြဖို့ဖြတ်သိမ်းဖို့စားတဲ့ အချက်၃ချက်ကိုအတန်းလေးတစ်ပိတ်ကတောင်းဆိုထားတာပါအကြမ်းဖက်စစ်တပ်ကတန်သိတဲ့ပိတ်မှာပြည်သူတွေမပါဝင်မှု နေလမ်းမျိုးစုံတုံးပြီးချင်းချောင်းနေတဲ့ကြားကပြည်သူတွေကပပနဲ့နဲ့လောက်ရတဲ့တော့ပါဝင်နေကြတာပဲဖြစ်ပါတယ်ဂျန်ကမျိုးမင်္ဂလာဈေးအတွင်းမှာတော့ဆိုင်မပိတ်ရန်နဲ့အတန်းလေးတစ်ပိတ်မှာမပါဝင်ရန်စစ်တပ်နဲ့စီဗင်ကဈေးအတွင်းလာရောက်စောင့်ကြည့်ဖိအားပေးလဲရှိကြောင်းဈေးသူဈေးသားတချို့ကဂျန်ကွန်ခေတ်တည်င်းထားတာကိုဆက်သွယ်ပြောဆိုထားလို့လဲသိရပြန်ပါလေဈေးထဲမှာတော့လမ်းပေါ်မှာလူမရှိတော့ဘူးလူရှင်းနေပြီး 90ရာခိုင်နှုန်းလောက်ရှင်းလင်းသွားတာလူတွေအပြစ်မထွက်ကြတော့ဘူးလို့မင်္ဂလာဈေးကဆိုင်ဖတ်ရှင်သူကပြောဆိုထားတာပါဆက်လက်ပြီးနောက်ထပ်သတင်းကြောင်းအလီကတော့အမေစုရောင်ဆောင်အမေတုအမလို့ဖီဖီချန်းကိုပြပချန်းတစ်ဖြစ်လေဒေါ်နန်းစုသစင်အောင်ကပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာရန်ကုန်တိုင်းဒေသကြီးအခြေဆိုင်ပါတီဖြစ်တဲ့ငိမ့်ချင်းနဲ့ဖွံ့ဖြိုးရေးပါတီပြည်စံဒေဗလော့မန့်ပါတီကိုစားပြုလှန်တာယာမျိုးနဲ့အနောက်ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝင်ရောက်ရှင်းပြိုင်မှာဖြစ်တာကြောင့် ပြည်သူများကိုလိုက်လံမဲဆွဲစည်းရုံးနေတာပဲဖြစ်ပါတယ်။သူမရဲ့မဲဆွဲစည်းရုံးပုံတွေကလည်းအမေစုရဲ့အပြုအမူတွေနဲ့ဆင်တူနေပြီးမဲဆွဲစည်းရုံးတဲ့ဗီဒီယိုဖိုင်ထဲမှာလည်းဘာရီပြောနေမှန်းနားမလဲအောင်ကိုအညောင်အညောင်ဖြစ်နေတာကြောင့်ပြည်သူများရဲ့ဝေဖန်လှောင်ပြောင်ခြင်းကိုခံနေရတာပါ။ဒီတဲ့ရင်နဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကတော့လိန်စာမာကြီးပိပိချမ်းကအမေစုကိုတအားပုံသူကူးချနေတာပါတဲ့။သပင်ဝိစာစကားပြောပုံဖြင့်အမေစုလိုဝရဏာလေးကစကားပြောတာကအဆအလွန်မင်းကြီးတူးကျင်နေတာ။ ီလောက်တူးကျင်နေတာပိုတူတော့ထောင်းနေထဲပေးကြပါလားဟိုပါရေမတန်မရာရီရှောက်လုံနေတာချီးစိမ်ပန်းနေမဲ့မကြီးဖြော်ရီမှာဖွီးဆိုကဒါလည်းမပြေးသေးပဲမတန်မရာဇုံမမေကျင်နေတဲ့ဟိုကောင်မအမေစုကမျိုးရိုးကစပြီးဒီနေ့ထိပေးဆက်မှုတွေစုံထိုက်တန်စွာလူလူမေဖြစ်လာတာလိန်သားပြီးပြောပြီးကောက်ခါငင်ကကြီးလူလူမေဖြစ်ချင်းလုံးဆောင်မှုဆိုလို့ဆေးရလာချင်းဘောလေးတပြွတ်ပြွတ်လုံးနေရပဲရှိတဲ့ဟာမအနေနဲ့ငါတို့အားလုံးရဲ့အမေဖြစ်ချင်းတော့မရဘူးငါတို့အားလုံးရဲ့အဖေတွေဝိုင်းဖို့ခံချင်းတော့ရမယ် တူတူတန်တန်အေးဖြန်းဖြန်းဆိုကပပင်းနေနေဖယ်ထားတဲ့ခါမှာတော့အမေတူခေါ် VV ချမ်းကငွေဖွာလာကြတဲ့ကတချိန်မှမပြောင်းမှုတဲ့သူမရဲ့နာမည်ကဒေါ်နန်းစုသစင်အောင်ဖြစ်ကြောင်းရင်းနှီးတဲ့လူအများစုကတော့စုလို့ခေါ်တာကြောင်းမဲသွားပြီးတဲ့ခါမှာမြမာမီမှတ်မိအောင်လွယ်လွယ်ကူကူမှတ်လို့ရပါတယ်ဆိုက၎င်းရဲ့လူမှုကွန်ရက်ကသစင်အတိပေးလာခဲ့ပြီးသူမသာလူတက်တန်း260တိနေရမယ်ဆိုရင်ဒီတချိန်ပါဝင်ရွေးကောက်ပွဲ9ချိန်တိဖြတ်တန်းဖို့အချိန်တွေရှိကြောင်းဒီတချိန်ကစပြီး ်နိုင်ငံတော်နိုင်ငံတော်နဲ့ပြည်သူလူထုအတွက်ရည်မှန်းထားတဲ့သူမရဲ့2040 vision ကိုစတင်အကောင့်တွေဖော်ခွင့်ရမှာဖြစ်ပါတယ်တဲ့သူမအသက်ကအခု28နှစ်ဖြစ်ကြောင်းပန်းပန်တာကလည်းစရုံးထုံးတဲ့တော့ကပန်ပေးလိုက်တာဖြစ်ပြီးသူမကိုယ်တိုင်ကပန်းမကြိုက်ကြောင်းပန်းဒီလိုအပြောခံရမယ်လဲတိကိုတိပါတယ်ပြန်ဖြုတ်ဖို့လဲစဉ်းစားပါတယ်ဒါပေမဲ့ပန်းကဘယ်သူပဲဝါပဲပန်းရမယ်လို့သတ်မှတ်ထားတာမဟုတ်တဲ့အတွက်သူမတကူကပြန်မဖြုတ်ခဲ့ပါဘူးတဲ့အဝေးစားလဲရင်ကဝေဖူးတဲ့အဟောင်းမှာပဲ ရုံးကန်းနေရာကရက်ွက်တွေကတားမဲ့အိမ်လေးမှုအနေထားတွေကရမ်းတူသွားတာဖြစ်ပါတယ်တဲ့ပထမဆုံးချိန်နိုင်ငံရေးလူလူတွေ့ဆုံဟောပြောပွဲပြောရတာမို့စကားပြောပုံတွေကလည်းကိုဘသာဘာပြီးရင်ဘာပြောရမလဲစဉ်းစားရင်ပြောနေရလို့တကူတကလိုက်တူအောင်လုပ်ဖို့ပြပချမ်းကတကယ်အာရုံမရခဲ့ကြအောင်သရုံးထုံမြန်မာဝစ်ဆောင်ဝစ်တာတော့သူ့မှာလည်းတခြားရွေးချယ်စရာမရှိသူ့အောင်လိုက်တူနေရမဟုတ်ဘူးဆိုတာတော့သိစေချင်ပါတယ်ဆိုကပြပချမ်းကပြန်လည်ဖြည့်ရှင်းလာခဲ့တာပဲဖြစ်ပါတယ်ပြည်သက်ချင်းနေနဲ့ကောအမေသူ့ခေါ်မကြီးဖြော်ရင်မှ PP ချမ်းပေါ်မြင်တဲ့အမြင်လေးတွေကိုမှတ်ချက်ရေးသွားကြပါအောင်လို့ပြောကြရင်ဒီသတင်းကြောင်တွေကတော့ဒီလောက်ပါပဲခင်ဗျာအားလုံးပဲကိုရိုးစိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ